မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းကားတော့ Rasmus Hoyland နဲ့ Manchester United အနာဂတ်အကြောင်းလေးပါ Manchester Evening News ကတင်တဲ့ခုကိုအခြေခံပြီးကြည့်ကြရအောင်ဟုတ်ကဲ့အဲဒီကတော့ Italy Club Inter Milan က Hoyland ကိုစီဝင်စားနေတယ်ဆိုတဲ့ကိစ္စပေါ့လေอืมသူတို့က Serie A Champion ဆိုတော့တိုက်စစ်ကိုအင်္ဂါဖြစ်နေတာတော့ဖြစ်နိုင်ပါလေဟိုပြီးခဲ့တဲ့ Champion League ဘူးလို့ပဲရှုံးထားတော့အတင်းကိုပြန်တီးစောက်ချင်တဲ့တဘောလားဟုတ်တယ်တတင်းကတော့အဲ့လိုဆိုထားတယ်ပြီးတော့ Inter Milan ဥက္ကဋ္ဌ Marata ကိုယ်တိုင်ကလည်း အတန်နစနာရဟိုင်လန်ကတွေ့အဲဆုံးစားမှုလေးညီနိုင်မှုတွေဖြစ်နိုင်တယ်လို့အတီးပြထားတယ်လေ။အော်ဥက္ကဋ္ဌကိုယ်တိုင်ပြောထားတာဆိုတော့ဒါကလုံးဝလျှောက်ပြောနေတဲ့တရင်တော့မဟုတ်တော့ဘူး။ဒါပေမဲ့လေဟိုင်လန်ဘက်ကတော့ဘလို့လဲ။ကစားသမားဘက်ကတော့တွန့်ပြမှုကတော်တော်ရှိနေ။သူကတိမ်မက်တလင်းဌာနဘောလ်ကိုအင်တာဗျူးမှာလေ Ultra Four မှာပဲဆက်ရှိခြင်းတဲ့ပုံစံမျိုးပြောထားတယ်။ဟုတ်လားဘလို့ပြောထားတာလဲ။ကျွန်တော်မှာ2030အထိစာချုပ်ရှိတယ်။အဲ့ဒါကြောင့် Manchester United မှာပဲကစားဖို့မျှော်လင့်ပါတယ်။ဆိုပြီးတိတိကျကျပြောခဲ့တာ။ နထောင်း30ဥသူကအတင်း project ကိုပဲအာရုံစိုက်ထားတယ်။အားလိုက်ရတွေရာဒီကြိုဖင်ဆင်မှုတွေပဲဆင်လိုက်နေတယ်ဆိုတော့ဒါ United ပြည်သက်တော်တော်စိတ်အေးစရာပေါ့နော်။ဟုတ်တယ်။အလိုတော်ချရတယ်။ဒါပေမဲ့အဲ့ဒီနထောင်း30ဆိုတဲ့အချက်ကလည်းနည်းနည်းစိတ်ဝင်စားစရာဖြစ်လာတယ်။ဟုတ်။ဘာဖြစ်လို့လဲဒီကဲစာချုပ်ကနထောင်း30ထိမဟုတ်ဘူးလား။အဲ့ဒါပေါ့။တရင်ကြီးမြစ်တွေကတရားဝင်အချက်လက်တွေပြန်ကြည့်တော့လေ။သူ United နဲ့စာချုပ်ချုပ်ထားတာ 2023 August လာက9နှစ်စာချုပ်အာ9နှစ်ဆိုတော့2022ရှိမှာကုန်ပါဗောမှန်ပါတယ်2028ဇွန်လမှာကုန်မယ်နောက်ထပ်တနည်းတက်တန်းတိုးခွင့် option တော့ပါတယ်လीဆိုတော့အဲ့ဒါနဲ့မှ2029အထိပဲအော်အဲ့တော့သူပြောတယ်2030နဲ့တရားဝင်အချက်ကြောင့်မှတနည်းအနည်းဆုံးတနည်းကွာနေတာဗောဟုတ်တယ်အဲ့ဒါကနည်းနည်းစဉ်းစားစရာဖြစ်သွားတာ तू မှားပြောမိတာလား ဒါမှမဟုတ်တမင်တတက်ဟာဆက်ရှိခြင်းကြောင့်အရင်ပြချင်းလို့လားအေးအဲ့လိုလည်းဖြစ်နိုင်တယ်လေတောင်မူဒီအပြောင်းအရွှေတည်နေထွက်နေချိန်မှာ သူ့ဘက်ကရက်တီချက်ခိုင်မကြောင်ပြချင်တာမျိုးလားဒါမှမဟုတ်တကယ်ပဲအမအမသွားလာလားပြောပြတော့ခတ်တယ်ဗောနော်อืมနေပါပဲဖြစ်ဖြစ်ဒီစာချိုးကိစ္စကတဖက်ကွင်းတဲကသူခြေစွမ်းကတော့ဘလို့လဲဒီရသည် United အတော့အားကိုးရလားဒီရသည်ကတော့ပြောင်းပွဲဆောင်ဆယ်ခုတွင်ထားတယ်အဲတရင်အရင်မြေမှာပေါ်ပြထားတာတခုကတော့ သူ United ရောက်ပြီးစုစုပေါင်း95ပွဲမှာ26ဂိုးဆိုပြီးပါတယ်။ဟင်95ပွဲ26ဂိုးဆိုတာကတရားသေးသေးတော့မဟုတ်တော့ဘူးနော်။ဒါပေမဲ့အရင်မြင်မှအဲ့လိုပဲပါလားလား။ဟုတ်တယ်။အဲ့ဒီကိန်းကဏ္ဍကနေနေတော့များနေတယ်လို့ပဲ။ဒါပေမဲ့အရင်မြင်ထက်ပါတဲ့အတိုင်းဆိုရင်တော့အထိုင်းပဲလေ။ပြီးခဲ့တဲ့စနေနေ့ကဒိမ့်မအတွက်လေသူပွဲထွက်ကစားခဲ့သေးတယ်။ကောင်းပြီလေ။ဒါဆိုအနစ်ချုပ်ရရင်တော့ Inter Milan ကတော့စိတ်ဝင်စားမှုအတီးပြူထားတယ်။ Hongju Lan ကိုယ်တိုင်ကတော့ United မှာပဲဆက်နေခြင်းနဲ့စာချုပ်2030ဟက်ထိရှိတယ်လို့ပြောတယ်။ဟုတ်ကဲ့။ဒါမဲ့အဲ့ဒီစာချုပ်တက်တမ်းပြောဆိုချက်ကတော့တရားဝင်မှတ်တမ်းနဲ့နည်းနည်းလေးကွဲလဲနေတယ်ဆိုတဲ့အချက်ပေါ်။အိုး။အဲ့ဒီချက်လေးကစိတ်ဝင်စားဖို့ကောင်းနေ။ဟုတ်ပါတယ်။ဆိုတော့နောက်ဆုံးစဉ်းစားစရာကဒါမျိုးတွေပေါ့။ကစားထမောင်းတယောက်ကသူ့စာချုပ်အကြောင်းကိုလူသိရှင်ကြပြောတဲ့အခါအထူးသဖြင့်အချက်လက်နဲ့နည်းနည်းလွဲနေတဲ့အခါအဲ့ဒါကသူ့ရဲ့ယက်တီချက်ကိုပိုခိုင်မအောင်လုပ်တာလားအတင်းကိုတန်ရောစင်ပြတာလား ဒါမှမဟုတ်တခြားမဟာဗျူဟာတခုခုများဖြစ်နေမလားဆိုတာကတော့အဲစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲဟုတ်ကဲ့ပါဒီ channel ပဲဒီနေ့ဆွေးနွေးမှုကိုဆုံးသက်လိုက်ရအောင်